ာမောက်ကားချုပ်စရာတော့ဒေါက်တာနန္ဒမာလာဘေးဝင်သားကမကတာပြုတိစောက်ထားတဲ့မန္တလေးတိုင်းကမြစ်တာနန္ဒစေယုံကိုမနေ့ကညပိုင်းမှာစောစုကတိုက်လေနဲ့နှစ်ကြိမ်ဘုံကျဲတပြက်လို့ကိုဝင်ဆောင်အမျိုးသမီးတဦးတေဆုံးက10ဦးကျော်တန်းရရတယ်လို့ဒေသခံသတင်းမြစ်တွေက MFP ကိုပြောပါတယ်တေဆုံးသူကไอ้ซี้ยုံပေါ်มาပဲมวยတယ်ลามวยတာပေါ့กะลีลามวยတာရက်ပိုင်းပဲရှိသေးတယ်ไอ้အခုလေးရင်เจไรတော့မိဘကတေးတာกะลีကခေါင်းထိတန်ရရတာအမားဖြစ်သူက အဲဘယ်လိုပြောမလို့ပြင်းထန်တန်းရာပေါ့ဇောလာ22ရက်ည7:00နာရီကျော်အချိန်မှာမန္တလေးမြို့တဒအူးကနေတက်လာတဲ့ Jet Fighter တိုက်လေယာဉ်နဲ့စစ်အုပ်စုကနှစ်ကြိမ်ဘုံကျဲတပ်ဖြတ်တာလို့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပြုံလင်းခရိုင်ပါကဖာကထုတ်ပြန်ပါတယ်စစ်အုပ်စုဘုံထိမှန်ပြီးတော့မတရားမျိုးနဲ့ဆဲတော်လမ်းခွဲကျေးရွာကနေစေယုံကိုမီးဖွာလာသူအသက်30ဝန်းကျင်အရွယ်ကိုဝင်ဆောင်အမျိုးသမီးတူတေဆုံးခဲ့ပြီးတော့မွေးကင်စခလေးငယ်တွေနဲ့စေယုံကိုဆေးလာကူတဲ့ပြည်သူ၁၁ဦး မစိုးရင်ရတန်ရာတွေရရှိခဲ့သလိုအသက်35နှစ်အရွယ်အမျိုးသမီးတဦးလည်းဒဏ်ရာပြင်းထန်တယ်လို့ဆိုပါတယ်။ဒါအပြင်တားဖွားမိရဲ့အဆောင်အပါဝင်ဆေးရုံအဆောင်အုံသုံးလုံးပျက်စီးတယ်လို့ပြည်ဦးတွင်ခရိုင်ပကပကဖော်ပြပါတယ်။အဲ့ဒီမြစ်တာနန္ဒဆေးရုံကိုအစိုးစုအဆက်ဆက်ကိုကွယ်တဲ့ပမောကကျောက်ဆရာတော်ဒေါက်တာနန္ဒမာလာပြည်ဝင်သားကမကထပြုက2016ခုနှစ်မှာတိစောက်ခဲ့တာဖြစ်ပြီးတော့လက်ရှိဆရာနာသိန်းကာလာမှာဒေသခံပြည်သူတွေ အကူအထားပြုနေရတဲ့ဆေးရုံဖြစ်တယ်လို့ဆိုပါတယ်။ရကန်းစင်တောင်းနဲ့မြစ်တာနန္ဒဆေးရုံဟာမတရားနဲ့စင်ကူးမြို့နယ်အဆက်မှာတည်ရှိပြီးတော့ဆေးရုံက စင်ကူးနယ်ထဲပါဝင်ကရကန်းစင်တောင်းကြေးရွာကတော့မတရားနယ်ထဲပါဝင်တယ်လို့ဒေသခံတွေကပြောပါတယ်။မင်းအောင်လိုင်ဦးဆောင်တဲ့အာနာသိန်းစိုးဆိုတာနိုင်ငံတော်ဝန်လေးချောင်းပုံကျက်တက်ဖြတ်တာတွေထင်းတိုင်းကျဲကျွလွန်နေပြီးတော့ဆေးရုံစေကန်စာတင်ကြောင်းနဲ့လူနေအိမ်တွေကိုပါပြစ်မှတ်ထားပုံကျက်နေလို့ ပြီးခဲ့တဲ့မေလကစတဲ့မေနိုင်ငံတော်မှာရှိတဲ့တော်လိုင်းအင်အားစုစိုးမိုးနယ်မြေတွေကစာတင်ကြောင်းတွေကြောင်းမဖွင့်ရဲပဲပိတ်ထားရပါတယ်။ပြီးခဲ့တဲ့မေလအတွင်းစိုးစုကနိုင်ငံတော်လေကြောင်းပုံကျဲတက်ပြမှုတရက်ကို17ကြိမ်နှုန်းနဲ့344ကြိမ်ကျူးလွန်ခဲ့ရမှာဘုံတိမယ်လို့အသက်18နှစ်အောက်ကလေးတငယ်40ကျော်အပါဝင်လူ100ကျော်သေဆုံးပြီးတော့400ကျော်ဒဏ်ရာရခဲ့ပါတယ်။ဒါအပြင်ဘုံကျဲခံရလို့စာတင်ကြောင်း18ကြောင်း စေယုံစေကန်6ခုဖျားစစ်တီသာသနာနိကအဆောင်12လုံးနဲ့နေအိမ်340လုံးထိပျက်စီးတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရအင်အူဂျီလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန MOHR ကထုတ်ပြန်ထားပါတယ်။လေကြောင်းလက်နက်ကြီးနဲ့ဒရုန်းတိုက်ခိုက်ခံရခြင်းနေအိမ်တွင်းရှိနေပါကအခိုင်အမာတိစောက်ထားတဲ့မြေအောက်ခံဘုံကူကျင်းတဲ့ပုံကိုပါဘုံကူကျင်းမရှိပါကရေချိုးကန်းလိုမျိုးနိုင်ရန်ထုထုရှိပြီးဒရင်ပေါက်မရှိတဲ့အခန်းကိုပုံကူစရာဖြစ်ရွေးချယ်ပါ။ ။ဇပွဲလိုမျိုးအကာအကွယ်အောက်ဝင်ပြီးဦးကောင်းကိုလက်နက်ဖက်နဲ့အုပ်ဒရောင်နဲ့မြေကြီးကိုထောက်ကမှောက်လျက်နေပါ။အသက်အန္တရာယ်လွန်မြောက်ရမှာအပပုံးခွရနေရကိုမစွန့်ခွာပါနဲ့။ပြက်ခတ်တိုက်ခတ်ခံရခြင်းအိမ်ပြင်ပတ်လဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်ကြောက်တုံးကြောက်ခဲနဲ့မာကျောတဲ့အရာဝတ္ထုတွေနဲ့ဝင်ရောက်ပုံကိုပါပုံခိုစရာမတွေ့ပါကမြေအနေပိုင်းကိုရှာပြီးဦးကောင်းကိုလက်နက်ဖက်နဲ့အုပ်မြေကြီးကိုတရောင်းနဲ့ထောက်ကမှောက်လျက်နေပါပါဇက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ